မဲမင်္ဂလာပါရှင် Sun Diary Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ Motion IMP ရဲ့သူစိတ်သက်သာတိုင်းဖတ်ဖို့ဆိုတဲ့စာအုပ်လေးရဲ့အပိုင်းနှစ်ကိုဆက်လက်ဖတ်ပြပေးချင်ပါတယ်အပိုင်းနှစ်မှာဖတ်ပြပေးခြင်းနဲ့ကောင်းစံလေးတွေကတော့ပြောချင်ရင်လိုက်နာတင်သည့်အချက်ခုနှစ်ချက်သင်ကိုယ်သင်စိတ်မပြတ်သင့်တဲ့အချက်ရှစ်ချက် motivation နဲ့ရည်ချိုခြင်းကိုနေစင်လုပ်ပါ အာလူရဲ့ချက်ဥရဲ့ကော်ဖီစေးရဲ့စိတ်ညစ်စရာတစ်ခုကိုထပ်ခါထပ်ခါမစင်စားပါနဲ့ပြောချင်ရင်လိုက်နာတင်သည့်အချက်အမချက်တင်တင်ရဲ့အတိတ်နဲ့ငြင်းချမ်းမှုရှိပါဒါမှတင်ရဲ့အတိတ်ကတင်ရဲ့ပြစ်စုံပန်းကိုမနှောက်ရှက်တော့မှာပါလူတော်တော်များများစိတ်ဆင်းရဲရတဲ့အကြောင်းရင်းကတော့အတိတ်ကအကြောင်းတွေကိုပြန်တွေးနေလိုပါပဲအတိတ်ကမအောင်မြင်ခဲ့တာတွေကြာရှုံးခဲ့တာတွေ စိတ်ညစ်စရာတွေကိုပြန်တွေးလေးရှိလို့စိတ်ဆင်းရဲကြတာများပါတယ်။ဒီတော့အခုအချိန်ကစပြီးပြန်သွားလို့မရတော့တဲ့အိမ်နဲ့ငင်းချင်းယူပြီးလက်ရှိလုပ်နေတာကိုပဲအကောင်းဆုံးဖြစ်အောင်လှုံ့ဆော်လိုက်ပါ။နဲ့အခြားသူတွေတင့်အကြောင်းဘယ်လိုတွေးလဲဆိုတာသင်ကိစ္စမဟုတ်ပါဘူး။အခြားသူတွေကတင့်အကြောင်းကိုဘယ်လိုတွေးမလဲဆိုပြီးစဉ်းစားရတာလေတကယ်တော့သင်ကိုစိတ်ညစ်စေပါတယ်။ဘာမှကိုမလိုရသေးဘူး။ ငါဒါလို့ရင်သူတို့တွေဘာများပြောကြမလဲဆိုပြီးတွေးရတာကတင့်အတွက်ပင်မလာပါတယ်။တင်လို့ရရှိရင်ဖြစ်မြောက်အောင်လုပ်ပါ။ကြည့်ရတာကြည့်ကြည့်တာကသူတို့အလုပ်ပါ။တင့်အလုပ်မဟုတ်ပါဘူး။တင့်အလုပ်ကတင်လို့ရရှိရာကိုပြင်းမြောက်အောင်လုပ်ဆောင်ဖို့ပါ။၃အချိန်ကအရာအလုံးနှိပါးကိုပူစားနိုင်ပါတယ်။အချိန်ပေးပါ။အကောင်းဆုံးသမားတော်ကတော့အချိန်ပါပဲ။တချို့ကိစ္စတွေကအချိန်ပေးဖို့လိုပါတယ်။ ချက်ချင်းလို့ချက်ချင်းမဖြစ်ပါဘူးအချိန်အတိုင်းဒါတစ်ခုပြီးမှဖြစ်တာပါဒါကြောင့်အချိန်ပေးတဲ့အရာတွေကိုအချိန်ပေးပါလေးသင်ရဲ့ဘဝကိုအခြားသူများရဲ့ဘဝနဲ့မနှိုင်းယှဉ်ပါနဲ့သူတို့ကိုလည်းမဝေဖန်ပါနဲ့သင်ဟာကဘာပေါ်မှာဘယ်သူနဲ့မှမတူတဲ့တဦးလေးတော်သူတစ်ယောက်ပါပြီးတော့သင်ကိုယ်သင်ဘယ်သူနဲ့မှလိုက်ပြီးမရှင်ပါနဲ့သူများတွေကိုလည်းမဝေဖန်ပါနဲ့ဘာလို့လဲဆိုတော့သူတို့ရဲ့ဘဝပန်းတိုင်းကဘာလဲသင်မှမသိတာ ငါအတွေးမလွန်ပါစေနဲ့အရာအလုံးရဲ့အဖြေကို သိစရာမလိုပါဘူးအကောင်းမြင်တတ်ဖို့ပဲလိုပါပါတချို့တွေကအရန်အတွေးလွန်တတ်ပါတယ်အလုံးရဲ့အဖြေကိုသိကျင်ကြပါတယ်အကျိုးဆက်အနေနဲ့စိတ်ပင်မှန်ပါတယ်သင်အရာအလုံးရဲ့အဖြေကိုသိဖို့မလိုပါဘူးယောဂကြီးမှာတင့်ကိုဘလို့အရာတွေဖြစ်ပြက်လဲဆိုတာကအရေးမကြီးပါဘူး။တင့်ကထို့အရာတွေကိုဘလို့တုတ်ပြန်လဲဆိုတာကအရေးကြီးတာပါ။၆ သင့်ရဲ့ပျော်ရွှင်မှုအတွက်သင်ကလွယ်ပြီးဘုသူ့မှမတာဝန်မရှိပါဘူး။သင့်ရဲ့ပျော်ရွှင်မှုအတွက်သစုံတရာသစုံတရာကိုတာဝန်မပေးလိုက်ပါနဲ့။သူတို့မရှိတော့ရင်သင်မပျော်မရွှင်ဖြစ်လာပါလိမ့်မယ်။သင်သာလျှင်သင့်ဘဝရဲ့ပေကံရှင်မှာခုနဲ့ပြုံးမှာလောကကြီးတစ်ခုလုံးကပြဿနာတွေကသင့်ပြဿနာကြီးပဲမဟုတ်ပါဘူး။မသေးကြတဲ့မနှက်ပြန်ကိုစိတ်ပူမဲ့အစားသေးကြတဲ့ယခုလက်ရှိအချိန်လေးမှာပျော်ရွှင်အောင်နေပါ။ တင့်ကိုတင်စိတ်မပြတ်တဲ့အချက်ရှိချက်တင့်ကိုတင်မြင်တဲ့အမြင်ကသူများဒီတင့်ကိုမြင်တဲ့အမြင်ထက်ပိုအရေးကြီးပါတယ်တင့်ကိုတင်မှအထင်မကြီးရင်တင့်ကိုမြည်သူမှအထင်ကြီးတော့မှမဟုတ်ပါဘူးဒါကြောင့်တင့်ကိုတင်ပြန်မြင်တဲ့အမြင်ကအရန်အရေးကြီးပါတယ်တင်ကြရှုံးမှုယုံမှားမှုယုံနေတော့တင့်ကိုတင်စိတ်မပြတ်တင်ပါဘူးဘာလို့လဲဆိုတော့လူတိုင်းကြရှုံးမှုလိုပါပဲတင်အောင်မြင်စင်တာကောင်းပါတယ်ဒါပေမဲ့ အောင်မြင်ခြင်းနဲ့စိတ်ကြောက်လိုချင်တာတွေမရတဲ့အခါသင်ကိုယ်သင်စိတ်မပြတ်တင်ပါဘူးစိတ်သက်ကြရဲဆိုတာပုံမှန်ဖြစ်ပေမဲ့အောက်ဆုံးထိကြသွားရင်တော့ပြန်ဆွဲတင်ရတာခက်လေရှိပါတယ်ဒါကြောင့်သင်ကိုယ်သင်စိတ်ပြတ်နေရင်အောက်မှာပေါ်ပြပေးမယ့်အချက်လေးတွေကိုဖတ်စီခြင်းပါတယ်သင်ကိုယ်သင်ဘာလို့စိတ်မပြတ်တင်လဲဆိုတဲ့အကြောင်းပြချက်၈ခုကိုပေါ်ပြပေးလိုက်ပါတယ်ဒီသင်အမြဲတမ်းတိုးတက်နိုင်တယ်သင်ဘယ်အသက်အရွယ်ရောက်ရောက် ဘလောက်ပဲအမှားတွေလုပ်ခဲ့လုပ်ခဲ့သင်သာစူးစမ်းရင်သင်မှာတိုးတက်နိုင်တာတွေအများကြီးရှိပါသေးတယ်။ဒါကြောင့်သင်ကိုစိတ်သက်ကြစေခဲ့တဲ့အမှားတွေရှိရင်နောက်တစ်ခါမမှားအောင်လုပ်ပါ။ဘယင်းတစ်ချိန်ကထပ်တိုးတက်အောင်လုပ်ပါ။နှစ်ဘသူမှမပြေဆုံးပါဘူး။သင်ပြီးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို့စူးစမ်းနေရဆိုရင်တော့ဝမ်းနည်းစာနဲ့ပဲပြောပါရစေ။ကျွန်တော်တို့လူသားအလုံးအရာရာပြည့်ပြည့်စုံတဲ့သူမဖြစ်နိုင်ပါဘူးလူတိုင်းလူတိုင်းအားနဲ့ချက်ကိုစီရှိတတ်ကြပါတယ် ဒါကြောင့်သင်မှမပြည့်စုံရင်တခြားသူတွေလည်းမပြည့်စုံဘူးဆိုတာမမေ့ပါနဲ့၃လူတိုင်းအမှားလုပ်တတ်ကြတယ်အမှားတစ်ခါလုပ်တိုင်းသာသင်မမေ့ကြည်ဆိုသင်အုံနိုင်ဆုံးများအခြားအရာတွေထည့်ဖို့နေရာတောင်ရှိမှာမဟုတ်ပါဘူးလူတိုင်းလူတိုင်းအမှားလုပ်တတ်ကြပါတယ်သင်လည်းအမှားလုပ်တတ်တယ်ကျွန်တော်လည်းအမှားလုပ်ဘူးပဲစကားပုံတစ်ခုရှိတယ်အမှားဆိုတာပြန်သတိမရနိုင်စကားလုံးတစ်ခုထပ်မပူဘူးတဲ့ အမှားလို့ပြီးရင်ချက်ချင်းမြေပြရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။အခြားစကားပုံတစ်ခုကတော့အမှားကောင်းကိုမဖြုံးတိလိုက်ပါနဲ့။အဲ့ဒီအမှားကနေတစ်ခုခုရအောင်ယူပါတဲ့။အမှားတွေရှိရင်အဲ့ဒီအမှားကနေသင်္ကန်းစာယူပါ။ပြီးရင်အဲ့ဒီအမှားနောက်တစ်ကြိမ်ထပ်မမအောင်ကြိုးစားပါ။လေးအမြဲတမ်းမျှော်လင့်ချက်ရှိတယ်။အလုံးမရလို့စက်တူနဲ့ကွဲလို့ အိမ်လေးတစ်လုံးတော့ပိုင်ဆိုင်ခွင့်မရှိလို့အဆရှိသဖြင့်စိတ်ဆင်းရဲနေရင်တဲ့မှာမနှက်ပြန်ဆိုတဲ့မျှော်လင့်ချက်ရှိသေးတယ်ဆိုတာကိုမမေ့ပါနဲ့လူတိုင်းမနှက်ပြန်ဖို့မျှော်လင့်ခွင့်မရှိပါဘူးကင်းစားဖြစ်နေတဲ့သူတွေယောဂါဆိုဖန်ဆားနေရသူတွေ AIDS ဖြစ်နေတဲ့ကလေးတွေသူတို့တွေရောမနှက်ပြန်ဖို့တင့်လို့ရဲရဲဝံ့ဝံ့မျှော်လင့်ရမယ်သင်သင်လို့လားမနှက်ပြန်တိုင်းမှာတင်ပူကောင်းတဲ့အလုပ်တစ်ခုရှားသွားနိုင်ပါလား အရင်ချစ်သူထက်တင့်ကိုပိုချစ်တဲ့ချစ်သူတယောက်လည်းရသွားနိုင်ပါတယ်။အရေးကြီးတာကအမြဲတမ်းမျှော်လင့်ချက်ရှိပြီးအချိန်တိုင်းအကောင်းဆုံးလှုပ်ဆောင်နေဖို့ပဲဖြစ်ပါတယ်။ငါစိတ်အားတက်ကြစားနေပါ။ဘဝမှာအောင်မြင်တဲ့သူတွေကစိတ်တက်ကြခြင်းရဲ့လွှမ်းမိုးခြင်းကိုဘယ်တော့မှမခံပါဘူး။သူတို့ကကြနေတဲ့စိတ်တက်ကိုအမြဲပြန်ကောက်တင်ပါတယ်။တိုက်နေတဲ့တိုက်ပွဲကိုနိုင်အောင်တိုက်ပါတယ်။တကယ်တော့ အောင်မြင်ခြင်းလက်ဝေသမားတွေကိုအတူယူရပါမယ်လက်ဝေသမားဆိုတာတစ်ချိန်တစ်ခါတော့မူးမေ့သွားလောက်အောင်အထိုးခံရပူပါတယ်ဒါပေမဲ့မူးဝေနေတဲ့စိတ်ကိုပြန်စူးစီးတိုင်းလူကြီးရဲ့အမှတ်စဉ်ကိုသိချနာထောင်ထိုးနေတဲ့ပွဲကိုဆက်ပြီးအနိုင်ရအောင်ထိုးရပါတယ်တစ်ခါတလေလောကကြီးမှာအဆိုင်ကိုအထိုးခံရတယ်လို့မူးမေ့သွားလောက်တဲ့လောကဓာတ်တရားတွေသင်ခံစားရပါလိမ့်မယ် ဒါကသင်တယောက်တည်းမဟုတ်ပါဘူး။ဒါပေမဲ့အဲ့ဒီအချိန်ကျရင်သင်ရဲ့စိတ်တွေကိုပြန်စုစည်းပါ။သင်တိုက်နေတဲ့ပွဲကိုနိုင်အောင်ဆက်တိုက်ပါ။ဘယ်တော့မှလဲကြတဲ့နေရာမှာပဲပျော်မနေပါနဲ့။သင်ကိုယ်သင်စိတ်သက်တက်ကြွအောင်အမြဲနေပါ။၆သင်ကိုယ်သင်သူများတွေနဲ့မနှိုင်းယှဉ်ပါနဲ့။လူတော်တော်များများစိတ်သက်ကြရခြင်းအကြောင်းရင်းကသူတို့ကိုသူတို့သူများတွေနဲ့လိုက်နှိုင်းယှဉ်လို့ပါပဲ။သူများတွေက ရုပ်ပူလာတယ်။ပတ်စံပူရှားနိုင်တဲ့စာသဖြစ်ပေါ့။နောက်ဆုံးပြောရရင် Facebook ပေါ်မှာ like ပူရတဲ့ကအစား like မနှမ်းရှင်ပါနဲ့။လူတွေကအများအမြင်မှသာပျော်စရာတွေကြွစရာတွေထုတ်ပြန်နေကြတာပါ။သူတို့ထဲမှာပဲစိတ်သက်သာနေသူတွေအများကြီးပါပဲ။ဒါကြောင့်တင့်ကိုယ်တင်ဘသူနဲ့မှမနှမ်းရှင်ပါနဲ့။ခုနဲ့တင့်ကိုယ်သူများတွေလွှမ်းမိုးတာကိုမခံပါနဲ့။ အခြားသူများကြောင့်သင်စိတ်ဆင်းရဲနေရဆိုရင်သင်ရဲ့စိတ်ကိုပြင်သင့်ပါပြီ။သင်ရဲ့တန်ရှင်းတဲ့စိတ်ကိုညဉ့်ညံတဲ့သူတွေကြောင့်ဘယ်တော့မှမထိခိုက်ပါစေနဲ့။အခြားသူတွေသင်ကိုဘလို့ထင်လဲစဉ်းစားနေလေသင်သူတို့ရဲ့အကျဉ်းသားဖြစ်နေလေပါပဲ။နောက်ဆုံးတကယ်ကသင်ကိုသင်ပြန်မြင်တဲ့ self distance ကပိုအရေးကြီးတာပါ။သင်ကစိတ်ထဲမှာတိမ်ငင်နေရင်အပြင်မှာလည်းတိမ်ငင်နေတဲ့ပုံပေါက်ပါတယ်။ ရုပ်မချောပင်မဲ့ confident အပြည့်ရှိတဲ့သူတွေသင်မြင်ပြီးမှာပါသူတို့တွေကသူများတွေသူတို့ကိုဘယ်လိုထင်လဲဆိုတာထက်သူတို့ကိုသူတို့ဘယ်လိုထင်လဲဆိုတာကိုပိုပြီးစိုက်ပါတယ်သူများရဲ့အကျဉ်းသားမဖြစ်ပါစေနဲ့ရှစ်ဘယ်တော့မှအရှုံးမပေးနဲ့ဒီကြိမ်တစ်ခါတော့ကျွန်တော်တို့အားလုံးကြရှုံးပူကြတာရှိပါပဲအမြဲတမ်းနိုင်ဖို့မဖြစ်နိုင်ဘူးလို့အမြဲတမ်းလဲရှုံးမနေပါဘူးဒီကြိမ်တစ်ခါကြရှုံးပူရုံနဲ့တော့ တင့်မြောင်းလန်းချက်လေးကိုရိုက်မချိုးလိုက်ပါနဲ့တင့်လက်မမြောက်ပြီးမရှုံးသေးပါဘူး motivation နဲ့ရည်ချိုးခြင်းကိုနှိမ့်စင်လုပ်ပါ motivation ဆိုတာဘာလဲ motivation ဆိုတာကတော့ကျွန်တော်တို့ဘဝမှာလိုချင်တဲ့အရာတွေကိုရရှိရန်ကြိုးစားရမှာမရှိမဖြစ်လိုအပ်တဲ့စိတ်ခံစားချက်တွန်းအားတစ်မျိုးပဲဖြစ်ပါတယ်ကိုလိုချင်တဲ့အရာတွေကိုရယူဖို့ဆိုတာတွန်းအားတစ်ခုလိုအပ်ပါတယ်အဲ့ဒီတွန်းအားကိုကိုယ်တိုင်ပဲမွေးထုတ်ရပါမယ် အဲ့ဒီတွန်းအားနဲ့ကိုကူကူတွန်းရင်ရှေ့ကိုတက်ရပါတယ်။ဒါပေမဲ့အဲ့ဒီ motivation ဆိုတဲ့တွန်းအားမရှိတဲ့အချိန်မှာတော့လူတော်တော်များများဟာစိတ်သက်သေကြပြီးရက်တက်နေလေးရှိပါတယ်။အဲ့ဒီအဲ့ဒီတော့ motivation ကိုအမြဲလိုအပ်တာပေါ့။ကျွန်တော်တို့နေ့တိုင်းရေချိုးသလိုပဲ motivation ဟာလည်းမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ motivation မရှိရင်ဘာဖြစ်မလဲ။ motivation မရှိတဲ့သူတရားဟာအရန်ကိုတိတာပါတယ်။ သူ့ရဲ့ဘဝကိုတက်မပါတဲ့ရွက်လေသစင်းလိုရောက်ချင်ရရောက်မျောထားတပါတယ်သူအတွက်အလုတ်ဆိုတာလေနေတတူဝလုံနေကြအရာတစ်ခုထပ်မပူပါဘူး။သူ့အလုတ်ကနေလည်းအများကြီးသူမျောလင်းလေးမရှိပါဘူး။သူ့မှာခိုင်ခိုင်မိုင်မာကြီးမှန်းချက်လည်းရှိမနေတပါဘူး။ရှိနေရင်တော့အဲ့ဒီကြီးမှန်းချက်အတွက်ဘာမှလုံနေလေးမရှိပါဘူး။ motivation ရှိနေရင်တော့ motivation ရှိရသူကလည်းအရန်ကိုသိတာပါတယ်။သူကသူ့ဘဝရဲ့အစိတ်ပိုင်းအားလုံးကိုမကျေနပ်ရင်တော့တနေ့နေ့မှာသူလိုချင်တာတွေရဖို့ရရမယ်ဆိုတဲ့ခိုင်မာတဲ့စိတ်သက်တည်းရှိနေပါတယ်။အဲ့ဒီအတွက်လည်းသူတခုခုကိုလုပ်နေလေရှိပါတယ်။ motivation ရှိရသူကအမြဲတမ်းမတက်ကြရင်တော့အချိန်တော်တော်များများမှတက်ကြနေလေရှိပါတယ်။ motivation ကိုဘယ်လိုရအောင်လုပ်မလဲ။ မိုတီဗေးရှင်းရဖို့ဆိုတာနည်းလမ်းများစွာရှိပါတယ်။မိုတီဗေးရှင်းရှိနေဖို့လည်းအမြဲကြိုးစားနေသင့်ပါတယ်။တင့်တငယ်ချင်းတွေမှာအောင်မြင်တဲ့သူတွေဒါမှမဟုတ်ကဘာကျော်ပြီးအောင်မြင်တဲ့သူတွေကို အားကြတာမျိုးရှိနေသင့်ပါတယ်။ဘသူကမှအားမကြဘဲသင်သာအတော်ဆုံးလို့တွေးနေလို့တော့မရပါဘူး။ဒါကြောင့်လဲ role model ဆိုတဲ့စကားလုံးဖြစ်ပေါ်လာတာပါ။သင်အားကြရတဲ့စံပြပုဂ္ဂိုလ်တရရောက်ရှိသင့်ပါတယ်။ဒီတွင်ကဖြစ်ဖြစ်ဒီပါကဖြစ်ဖြစ်ပေါ့။ နောက်တစ်ခုလုံနိုင်တာကတော့စာဖတ်ဖို့ပါပဲ။သိကြကြတဲ့သူတွေကစာမဖတ်တာများပါတယ်။စိတ်အားတက်ကြွလာနိုင်တဲ့စာပေတွေအများကြီးရှိပါတယ်။စာအုပ်စာပေတွေကလူတွေရဲ့တွေးခေါ်ပုံကို ပြောင်းလဲပြနိုင်ပါတယ်။တွေးခေါ်ပုံတွေက လူတွေရဲ့ဘဝကိုပြောင်းလဲစေနိုင်ပါတယ်။ဒါကြောင့်အနှစ်ချုပ်ရရင်စာအုပ်တွေကသိရဲ့ဘဝကိုပြောင်းလဲစေနိုင်ပါတယ်။ဒါကြောင့်စာအုပ်တွေကနေ motivation ကိုရှာပေးပါ။ အာလူးရဲ့ကြက်ဦးရဲ့ကော်ဖီစီရဲ့တခါတော့ကသားဖားနှစ်ယောက်ရှိတဲ့ဒီနေ့မှာတော့သမီးဖြစ်သူက သူ့ဘဝဟာဆိုးဝါးလာကြောင်းအခက်အခဲတစ်ခုပြီးတိုင်းနောက်တစ်ခုကအမြဲရှိနေတဲ့ကြောင်းမြင်ယူပါတယ်အမြဲတမ်းရုန်းကန်နေရတာကိုလည်းစိတ်ကုန်လှပြီးဖြစ်ကြောင်းပြောဆိုပါတယ်သူ့ဘုံမှုအလုတ်ကိုလောက်ကင်နေတဲ့အဖြစ်ဖြစ်သူကတနေ့တော့သူ့သမီးကိုမိဖို့ကြောင်းနဲ့ခေါ်ဆောင်သွားပါတယ် ို့နောက်ရွှေနွေအိုသုံးအိုကိုအပူချိန်မြင့်မြင့်နဲ့စားတဲလိုက်ပါတယ်။ဒီနေ့တွေစပြီးစူပွက်လာတာနဲ့ကြပြိုင်နေ။ပထမအိုတွေကိုအာလူထည့်လိုက်ပါတယ်။ဒုတိယအိုတွေကိုကြက်ဥထည့်လိုက်ပါတယ်။တတိယအိုတွေကိုတော့ကော်ဖီဆေးတွေထည့်လိုက်ပါတယ်။ပို့နောက်မှာတော့စကားတခုမှမပြောဘဲထိုင်ဆောင်နေပါတယ်။သမီးဖြစ်သူကတော့ပါခင်ဖြစ်သူဘာလုံးနေမှန်းကိုနားမလည်နိုင်စွာနဲ့ပဲသီခံစောက်ကြည့်နေရပါတယ်။ မိနစ်20ခန့်အကြာမှာတော့ဖခင်ဖြစ်သူကမီးဖို့ကိုပိတ်လိုက်ပါတယ်။ထို့နောက်အာလူးတွေကိုထုတ်ပြီးပကံလုံးတစ်လုံးနဲ့ထည့်ပါတယ်။ကြက်ဥကိုထုတ်ပြီးနောက်ထပ်ပကံလုံးတစ်ခုနဲ့ထည့်ပါတယ်။ကော်ဖီကိုတော့ခွက်တစ်ခုနဲ့ထည့်ထားလိုက်ပါတယ်။ထို့နောက်သူ့သမီးကိုသမီးပါမြင်လဲလို့မေးပါတယ်။သမီးဖြစ်သူကလည်းအာလူးရဲ့ကြက်ဥရဲ့ကော်ဖီရဲ့လေအဖေရဲ့လို့ပြန်ဖြေပါတယ်။ဖခင်ဖြစ်သူက တိတိကျကျကြည့်ပါအောင်သမီးရဲ့အာလူးကိုထိကြည့်ပါအောင်လို့ပြောလိုက်ပါတယ်။သမီးဖြစ်သူကလည်းအာလူးကိုထိကြည့်ပြီးနောက်အာလူးကပျော့ဤနေတာကိုသတိထားမိလိုက်ပါတယ်။ထို့နောက်ဖခင်ဖြစ်သူကကျက်ဥကိုယူပြီးခွဲကြည့်ခိုင်းလိုက်ပါတယ်။ကျက်ဥကတော့အချက်လွန်ပြီးအထဲမှာမာနေပါတယ်။ထို့နောက်ကော်ဖီကိုတငုံလောက်တောက်ပြီးညီးခိုင်းလိုက်ပါတယ်။ကော်ဖီရဲ့မွေးရနံကြောင့်သမီးဖြစ်သူပြုံးသွားပါတယ်။ဒါပေမဲ့ ဘာကိုဆိုလိုမှန်းသဘောမပေါက်သေးပါဘူးဒါကြောင့်အဖေဘာကိုဆိုလိုချင်တာလဲဟင်လို့မေးလိုက်ပါတယ်ထို့နောက်မှာတော့ဖခင်ဖြစ်သူကရှင်းပြပါတယ်အာလူရဲ့ကြက်ဦးရဲ့ကော်ဖီရဲ့ဟာတူညီတဲ့အပူချိန်ကိုကြုံတွေ့ခဲ့ရတာပါဒါပေမဲ့သူတို့ရဲ့တုံ့ပြန်ပုံတွေကတော့တစ်ခုနဲ့တစ်ခုမတူပါဘူးအာလူကအစကတော့မာကြောတဲ့တံတန်းကိုစောင်းပါတယ်ဒါပေမဲ့ စူပွက်နေတဲ့ရင်ွေးပူနဲ့တွေ့တဲ့အခါမှာတော့ပျော့ပြောင်းသွားပါတယ်။တဥကတော့ကိုယ်လေးတဲ့သထံကိုစောင်းပါတယ်။ဒါပြင်မဲ့စူပွက်နေတဲ့ရင်ွေးပူနဲ့အကြာကြီးတွေ့တဲ့အခါမှာတော့အထဲကအရေးကြီးဟာမာကျော်လာပါတယ်။ဒါပြင်မဲ့ကော်ဖီစီးကတော့ထူချပါတယ်။စူပွက်နေတဲ့ရင်ွေးပူနဲ့ထိပြီးတဲ့အခါမှာသူကရင်ွေးကိုအချာပူမိုကောင်းမွန်တဲ့အရာတစ်ခုအဖြစ်ပြောင်းလဲလိုက်ပါတယ်။ မီးကရောဘေဟာနဲ့တွေ့ပါတယ်လေဘဝမှာအခက်ခဲတွေနဲ့တွေ့ရတဲ့အခါဘလို့တုံ့ပြန်လှည့်ရှိပါတယ်လေအာလူလူလားကြက်ဦးလူလားကော်ဖီဆေးလူလားကျွန်တော်တို့တွေအားလုံးဘဝမှာခက်ခဲတွေကြုံတွေ့ရပါတယ်ဘလို့တုံ့ပြန်လဲဆိုတာပေါ်မူတည်ပြီးကျွန်တော်တို့အောင်မြင်မှုတွေခွာခြားသွားကြပါတယ်တဲ့ဘဝမှာလေခက်ခဲတွေကြုံနိုင်စိတ်အားမငယ်ပါနဲ့ ကော်ဖီဆေးလေးလိုဖြစ်ပေါ်လာတဲ့ကက်ကေတွေကိုကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပြောင်းလဲလိုက်ပါစိတ်ညစ်စရာတစ်ခုကိုထပ်ခါတစ်ခါမစင်စားပါနဲ့တစ်ခါတော့ကဟောပြောပွဲတစ်ခုမှာပညာရှိဟောပြောသူတစ်ယောက်ကအရန်ရေရတဲ့ဟာတာတစ်ခုကိုပြောလိုက်ပါတယ်လူတွေကလည်းဝလုံးခွဲနေကြပါတော့တယ်မကြခင်မှာပဲတူညီတဲ့ထိုဟာတာကိုပဲနောက်တစ်ချိန်ပြောပြလိုက်ပါတယ်ဒီတစ်ချိန်မှာတော့လူနည်းနည်းပဲရေပါတော့တယ် တအောက်လောက်နေတော့နောက်ထပ်တစ်ချိန်ထိုဟာတကိုပဲပြန်ပြောပါရယ်ဒီတစ်ချိန်မှာတော့ဘသူမှရေမဲ့သူမရှိတော့ပါဘူးထိုချိန်ကျမှသူကပြုံးပြီးပြောပါရယ်ဟာတတခုတွေကိုထက်ခါထက်ခါခမည်းတော်မရေချဘူးမဟုတ်လားအဲ့ဒါဆိုဘာလို့ခမည်းတော်အားလုံးအကြောင်းအရာတခုတွေကြောင့်ပဲခဏခဏဝမ်းနေနေကြတာလေဘဝမှာဝမ်းသာစရာရှိမယ်ဝမ်းနေစရာရှိမယ် ဘာတွေပဲဖြစ်နေပါစေဘယ်အရာမှ မတည်မြဲပါဘူး။ဟာသတစ်ခုကိုထပ်ခါတစ်ခါမရေရသလိုစိတ်ညစ်စရာတစ်ခုကိုလည်းထပ်ခါတစ်ခါမတွေ့ပါနဲ့။ဟုတ်ကဲ့ဒီနေ့ဖတ်ပြသွားတာလေးတွေကိုအချင်းချုပ်နေနဲ့ပြန်လေးပြောပြရမယ်ဆိုလို့ရှိရင်ပြောရှင်ဖို့အတွက်အချက်9ချက်ရှိပါတယ်။အရာကြီးကြောင့်အတိတ်ကြောင့်စိတ်မစင်းရဲပါနဲ့။တခြားသူတွေကို ကိုယ်ကိုဘယ်လိုတွေးလဲမစင်စားပါနဲ့။ တခြားသူတွေကိုပို့ပွားနဲ့မနှိုင်းရှင်ပါနဲ့အချိန်ကကိုယ်အတွက်အကောင်းဆုံးသမားတော့ပါအတွေးမလွန်ပါနဲ့ကိုယ်ပျော်ရွှင်မှုအတွက်ကိုယ်မှာပဲတာဝန်ရှိပါတယ်ဘသူမှမတာဝန်မရှိပါဘူးလက်ရှိပြစ်ဆုံးပန်းချိန်မှာပျော်ရွှင်အောင်နေပါသင်ကိုယ်သင်စိတ်မပြတ်ပါနဲ့ဘသူမှမပြေဆုံးပါဘူးလူတိုင်းကအမားလုပ်ကြကြပါတယ်အမားကနေသင်ငန်းစာယူပြီးအကောင်းဆုံးပြန်လဲစူးစမ်းပါ motivation ရှိဖို့အားကြရတဲ့စံထားရတဲ့ role model တရားလောက်တော့ရှိတယ်ပါတယ်။ပြီးရင်နောက်တစ်ချက်က motivation ရဖို့စာဖတ်ကြည့်ပါ။စာဖတ်တာကလူတွေကိုစိတ်အားတက်ကြွစေပါတယ်။ဘဝမှာအခက်အခဲတွေနဲ့တွေ့ကြုံရရင်တုံ့ပြန်တဲ့ပေါ်မူတည်ပြီးအောင်မြင်မှုတွေကလည်းကွဲပြားသွားတတ်ပါတယ်။တစ်လာတဲ့အခက်အခဲတွေကိုစိတ်ညစ်ညူမနေပဲအောင်းဝန်တဲ့အရာတစ်ခုဖြစ်ပြောင်းလဲလိုက်ပါ။ ဘာတွေပဲဖြစ်နေပါစေဘယ်အရာကမှမတည်မြဲပါဘူးအဲဒါကြောင့်စိတ်မျက်စရာတစ်ခုကိုလည်းထပ်ခါထပ်ခါမတွေ့ပါနဲ့ဟုတ်ကဲ့အခုပြောပြသွားတာလေးတွေကဒီကကိုကကိုတွက်ဘာရလိုက်ပါတလေကိုကတော့ motivation ဖြစ်ဖို့ပျော်ရွှင်ဖို့ဘယ်လိုလှုပ်ဆောင်ပါတလေအခက်အခဲတွေဖြစ်လာရင်ရောဘယ်လိုကြော်ဖြတ်ပါတလေဟုတ်ကဲ့ ကိုရလိုက်တဲ့အချက်လေးတွေကိုလှုပ်ဆောင်တဲ့အချက်ကလေးတွေကိုကိုရဲ့အတွေ့အကြုံလေးတွေကိုအချိန်ရှိမယ်ဆိုရင်အဆင်ပြေမယ်ဆိုလို့ရှိရင် comment box ထဲမှာမျှဝေပေးခဲ့ပါအောင်ရှင်။အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။ကိုစိတ်နှပြစမ်းမချမ်းသာတော့မကြပါစေရှင်။